ဒေါ်ဆန်းစီတို့မိသားစုကလည်းပထမလူနာတီပြည်မြောင်ရေးအတွက်အလှူတော်ဝင်9000ကျပ်ထည့်ဝင်လို့ရမှာလေ ်ဆန်းကျိုးကြီးပါမဒေါ်တန်းမေတို့မိသားစုကလည်းအလူတော်ငွေ400ကျပ်ကြီးစားစွာဖြင့်အတိပေးအပ်ပါတယ်ခင်ဗျာဟာညမညာကြီးရန်ကြဲခဏရဲ့ညာဘက်ချမ်းမှာလည်းကျွန်တော်တို့ကိုဒီလိုရာထူးတနာရေးကုညီမတင်ရန်ကုန်နဲ့ရောက်ခဲ့တာပါဒီဒီပွဲလေးကပေါ်တော့လည်းခင်းနေတဲ့ဥကြောသူရနိုင်ကုညီမတင်ရန်ကုန်နဲ့ဒါဒုတိယအကြိမ်မြောက်ပါ။ညပီမောညီမတို့ပသိမ်ဆက်သွားမယ်ငွေဆောင်ဆက်သွားမှာ။အမတ်ရပစ္စည်းရောင်းဆိုင်မှာ မဆောင်သတော်ခုနှစ်မစ်လမ်းခေစီယာခင်ဝဲဝါထားချက်တဲ့နေ့ဂုံရင်ရေကျော်တို့အပါအဝင် ဘယ်နှပါးလို့ပြောကြတာရိုင်းဝမ်းသာရေပေါ့နော်ဒီပွဲလေးမှာဟိုလောက်အားဌာနရောလောက်ရတယ်တစ်ဖက်မှာလည်းပေါ့နော် ကို တန်တိုင်းတန်တိုင်းနဲ့ဟိုဟိုတချင်းစူရာလေးလည်းဟိုကုညီရတဲ့အတွက်ကြောင့်မလို့လည်းဟိုအရင်ခုံယူပြီးပါတယ်ပထမတော့စိတ်ပူတယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲစားကောင်းမှမလားအမအကျော်ကျော်တဲ့အမအညီမဆက်ပြီးတယ်ထားတဲ့အမဆက်ပြီးတော့အဲအရင်ကောင်းတယ်ကျော်လဲကျော်ပေးရမပိုင်းဆိုင်ကိုလည်းစားပါဦးနိုင်လေးရိုက်ပေါ်လာကြီးကြီးစားလဲစားပေါ်တော့တရားဖို့လေးကို ဒီကတော့ညီမအတွက်ကတော့မတရားဖြစ်နေမှာပါဘာဖြစ်လဲဆိုတော့ပေါ့နော်ဒီရေကြီးမျိုးကမာလဲပေါ့နော်နိုင်ငံရဲ့ပြည်သက်တွေလည်းအများကြီးရှိရဲဆိုတော့ညီမတွေးလိုက်တယ်ပေါ့နော်အဲဒီဘယ်လိုပြောမလဲဘူတီကျော်တချောင်း90ဆိုလဲလာဝယ်ကြတယ်ပေါ့နော်အော်အော်ကိုလုံလိုက်တဲ့ပေါ့နော်ရောင်းလိုက်တဲ့ဟာလေးသူအားပေးကြတော့ပီတီပို့ဖြစ်တယ်ပို့ပြီးတော့လည်းလှုပ်ချင်လာပါတယ်ဟုတ် ဒီဘောနော်ဒီငွေဆောင်မျိုးကနေပြန်လာပြီးညီမကိုကြွန်ကြားတစ်ခုရိုက်ပါမယ်ပြီးတော့ဒီမှာကားရိုက်ညီမဆက်လက်ပြီးတော့စူးစမ်းသွားမှာပါဒီကားလေးရောနိုင်ငံအတွက်ပေါ့နော်တတရားမြောက်ကားလေးပါဒီကားလေးပြီးတော့နိုင်ငံပေါ့နော်ဟိုဇလန်တို့လေးလည်းညီမနိုင်ငံရိုက်ထားပါတယ်ပြီးတော့ပေါ့နော်ဒီဇလန်တွဲလေးရိုက်ဖို့လည်းရှိပါတယ်အဲ့တော့ပြည်သက်ကြီးအားလုံးလည်းနိုင်ငံအားပေးကြပါလို့ပြောချင်ပါတယ်တစ်ခါမှလည်းနိုင်ငံပေါ့နော်ပြည်သက်လုပ်ငန်းလည်းတို့တွေတို့တစ်ခါမှလည်းဒီပညာလို့စူးစမ်းနေပါတယ်လို့ပြောချင်ပါတယ်